တိုင်းပြည်နာဂတ်ဖွံ့ဖြိုးရေးအတွက်တယံဇာတာတွေကိုညီညီမျှမျှခွဲဝေသုံးစွဲဖို့ဆန္ဒရှိတယ်လို့တက်မတော်ကိုယ်စားလှယ်စုဖွဲ့ကရာရှိကြီးတူကပြောကြားတဲ့သတင်းကိုတော့ဥကြော်စီယာဝင်းပေးပို့ထားပါတယ်ခင်ဗျမြန်မာနိုင်ငံတယံဇာတာတွေကိုခွဲဝေသုံးစွဲရမှာတန်းလူခွဲဝေသုံးစွဲဖို့တက်မတော်ကဆန္ဒရှိတဲ့အကြောင်းနေရာနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကိစ္စရပ်များတဘာဝတယံဇာတာဆိုင်ရာစီမံခန့်ခွဲခြင်းနဲ့ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်တွေကိုတက်မတော်သားကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ဥဆောင်ဆွေးနွေးခဲ့တဲ့ဗိုလ်မှူးချုပ်မြင့်မောင်ကဆိုပါတယ် တို့တက်မလို့ပိုင်းရတော့ကျွန်တော်တို့ကဒီသဘောတန်စာတနဲ့ပတ်သက်လာရင်ကျွန်တော်ပိုင်းရတော့ဒါအားလုံးညီတူညီမျှပေါ့နော်ဒီတကယ်ဒီအတိုင်းပြည်အနာကဖွံ့ဖြိုးရေးအတွက်ကိုတကယ်စစ်မှန်တဲ့ဟာကိုကျွန်တော်တို့ကပေါ်ဆောင်မှုတော့ကိုလည်းကျွန်တော်တို့ကကျွန်တော်တက်ဆန်းသမျှပေါ့နော်ကျွန်တော်လည်းပါဝင်ပြီးတော့ဆောင်သွားမယ်လို့လည်းကျွန်တော်တို့ကနော်ဒီလိုပဲကျွန်တော်ခံထားပါတယ်ဟုတ် ဒီညလာကမှာအဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာကဏ္ဍကြီး၅ခုဟာနိုင်ငံအတွက်အထောက်အကူဖြစ်နိုင်ခဲ့တယ်လို့ဆက်ပြောပါတယ်။လက်ရှိအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားလင်းနေနေပါဆွေးနွေးခဲ့ပြီးမှရရှိလာတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်ကိုလည်းဆက်လက်ပြီးတံပိုးထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။နိုင်ငံတော်အတွက်တကယ်စစ်မှန်တဲ့ဘူဝါဒနော်ကောင်းမွန်တဲ့ဘူဝါဒတွေကိုချမှတ်နိုင်ဖို့အတွက်ကိုဒီပုံမှာအခြေခံသွားမှာပေါ့နော်။အဲ့အတွက်ကိုဒါကျွန်တော်တို့တပ်မတော်ဘက်ကလည်းဒီအတွက်ကိုဒီလိုဆွေးနွေးနိုင်ွယ်ရတဲ့အတွက်ကိုလည်းကျွန်တော်တို့လည်း ဟိုဝမ်းသာပါတယ်เนาะဒီ NCA သဘောတူစာချက်ပေါ်မှာဟိုဆက်လက်ပြီးတော့လဲကျွန်တော်တို့ကလှုပ်ဆောင်စေခြင်းပါတယ်လှုပ်ဆောင်မှလည်းပဲဒီပေါ်မှာရလာတဲ့အကျိုးမြတ်ကဒါအများကြီးကျွန်တော်နိုင်ငံတို့အကျိုးရှိမှာပေါ့เนาะအဲ့တော့ဒီအဆင့်ထိရောက်လာဖို့ကကျွန်တော် NCA ဖြစ်ဖို့အတွက်ကို၄နှစ်ကျော်လောက်ကျွန်တော်စ조사ဆောင်ရခဲ့ကြတော့ဗောနော်၄နှစ်ကျော်လောက်စ조사ဆောင်ရခဲ့ဆိုတော့ဒီရက်လက်ကောင်းကိုကျွန်တော်တို့ကတံပိုးထားဖို့လိုတာဗောအားလုံးဖွဲ့စည်းအားလုံးကတံပိုးထားကြဖို့လိုတော့ဗောနော် ်ပထမချိန်ပြည်တော်သူညဉ့်ညဉ့်ညီလာခံကိုနေပြည်တော်အမိုင်းစီစီ2ခန်းမှာမှဇန်နဝါရီလ စနေနေ့ကနေ့16ရက်နေ့ဒီ9ရက်ကြာကျင်းပခဲ့တာပါညီလာခံမှာနေရက်စွန့်ခွာတင်းချောင်နေတဲ့ INDBD ရဲ့ကိစ္စရပ်တွေကိုလည်းလူမှုရေးကဏ္ဍမှာထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ကျွန်မယဉ်ကျေးမှုဝန်ကြီးဌာနပေါ့နော်ဒုတိယဝန်ကြီးတယောက်အနေနဲ့ယဉ်ကျေးမှုကဏ္ဍတွေလှုပ်တဲ့ပေါ့နော်ဒါလည်းလူမှုရေးရဲ့တစိုက်တစ်ပိုင်းပေါ့အဲ့လိုကနေမှဒီပြည်အောင်စုပေါ့ငင်းချမ်းရေးမှာပထမဆုံးညီလာခံမှာပါဝင်ပြီးတော့ဆောင်ရွက်ခွင့်ရှိရဲဆိုတော့ဟိုပီတိဖြစ်ပါတယ်။နောက်နောက်ကုသိုလ်ရရတယ်လို့ကျွန်မမြင်ပါတယ်။နောက်ကျွန်မတို့ငင်းချမ်းကျင်တယ်လေမြို့ပေါ်မှာနေနေရတဲ့သူတွေအဖို့မီးလေးခဏပြတ်တာတောင်မှပဲဒီအမောင်လေးတို့တောင်မှခဏလေးတောင်မှခံစားနိုင်ကြ ထားအဲ့တော့ဒီလိုမျိုးစစ်ပေးခံခံနေရတဲ့ဟလာနေရာတွေမှာရှိနေတယ်ကျမတို့ရဲ့တိုင်းရင်းသားတွေဟလာခဏခဏပေါ့နော်ဒီလိုအမှောင်ဖြစ်နေရတဲ့အနေအထားကိုကျမတို့မခံစားစေချင်ဘူးပေါ့နော်အဲ့ဒါကိုကိုချင်းလဲစာမိတယ်အဲတတ်နိုင်သလောက်ဒီနေရာကနေပြီးတော့ပါဝင်ခွင့်ရပြီးတော့ဟလာဟိုစုပေါင်းပြီးတော့ဆွေးနွေးကြမယ်အဲဒါလေးဟာ ကျွန်မတို့ဘလောက်လေးပဲဟိုဘယ်ကာလာပေါ့နော်ဟိုရှေ့သွားနိုင်တယ်သို့တော့ကျွန်မတို့ကအမြန်ဆုံးပေါ့ကာလာတို့အတွင်းမှာငင်းချမ်းစီခြင်းပါတယ်ရှင်အခုကျွန်မမြင်ရတာပေါ့နော်အခုတက်လာတဲ့အဖွဲတွေကတော့ကျွန်မတို့စုပေါင်းဆွေးနွေးတဲ့လူမှုရေးခန္ဓာမှာတော့အားလုံးကတော်တော်လေးညီညီညွတ်ညွတ်နဲ့ဟိုစိတ်ချမ်းသာရှိတယ်လို့ကျွန်မမြင်တဲ့အတွက်ကြောင့်မလို့ပို့တော်မှကျွန်မပီတိဖြစ်ရပါတယ် ညီလာခံနောက်ဆုံးနေမှာတော့ပြည်တော်သူညဉ့်ညဉ့်ညီလာခံကိုအဆိုပြုချက်များတင်းသွင်းခြင်းနဲ့အတည်ပြုချက်များရယူခဲ့ကြပြီးအဲဒီဆွေးနွေးမှုစုစည်းချက်တွေကိုညီလာခံကူစားပြည်တော်သူညဉ့်ညဉ့်ဆွေးနွေးမှုပူးတက်ကော်မတီဒုတိယဥက္ကဋ္ဌ၃ဦးကနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာဆက်မောက်ခံကိုလွှဲပြောင်းပေးရခဲ့ပါတယ်ကျွန်တော်ကျော်စရာဝန်ပါခင်ဗျာ